မြန်မာနိုင်ငံမှာပဲအခုလိုပုံစံနဲ့ဘယ်သူမှမလုပ်နိုင်တဲ့မင်္ဂလာပွဲကိုကြီးကြပ်ခမ်းနားစွာနဲ့ကျင်းပခဲ့တဲ့မင်းသားကျော်ပိုင်တကုံပရိသတ်များလုံးမမင်္ဂလာပါရှင့် Famous Silly News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့ရက်ပိုင်းလောက်တုန်းကမင်းသားပိုင်တကုံဟာထိုင်းနိုင်ငံမှာပဲမင်္ဂလာဆောင်တော့မယ်လို့ကောလာဟလသတင်းတွေထွက်လာခဲ့ရပါမင်းသားပိုင်တကုံတို့ဇနီးမောင်နှံကတော့ဒီနေ့မှပဲရန်ကုန်မြို့ကနာမည်ကြီးဟိုတယ်တစ်ခုမှာမင်္ဂလာပွဲလေးကိုခန်းခန်းနားနားနဲ့ကျင်းပလိုက်ပြီးဖြစ်ပါတယ်။ပရိသတ်တွေကိုဒီနေ့မှပဲမထင်မှတ်ထားတဲ့ကိစ္စတစ်ခုနဲ့ surprise တိုက်လိုက်သူကတော့ ော့မင်းသားကျော်ပိုင်တကောမှာပိုင်တကောဟာမကြသေးခင်ကမှသူ့ရဲ့သူတို့သမီးလောင်းလင်းမြဖူးနဲ့မင်္ဂလာပွဲကိုအကြီးအကျယ်အကျဉ်းပါတော့မှာဖြစ်ပြီးတော့မြန်မာနိုင်ငံမှာပဲမင်္ဂလာဆောင်မှာမဟုတ်ပေ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာမင်္ဂလာပွဲကိုကျင်းပမယ်လို့သိခဲ့ရတာပါဒီတရင်ကိုသိရတော့ကလည်းပြည်သက်တွေကတကယ့်ကိုအံ့ဩသွားကြတာပါလူငယ်တဲ့လာပိုင်းလောက်ကပိုင်းကုံတို့ဆောင်တွေဟာဆေးဆက်မင်္ဂလာပွဲနဲ့မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုဘာကုံပကသနာမှမပါဘဲနဲ့ရိုးရိုးရှင်းရှင်းလေးနဲ့မြန်မာဆန်ဆန်ကျင်းပခဲ့ကြပါတယ်အဲ့ဒီဆေးဆက်ပွဲလေးကမြန်မာနိုင်ငံမှာပဲကျင်းပခဲ့ရဖြစ်တဲ့အတွက်မကြခင်ကျင်းပမယ်မင်္ဂလာပွဲကိုလည်းမြန်မာနိုင်ငံမှာပဲကျင်းပလိမ့်မယ်လို့ထင်နေကြတာပါ သတင်းတွေထွက်လာတာကတော့ပိုင်ဒဂွန်ကအထိုင်းနိုင်ငံမှာပဲချိန်ရတဲ့သတို့သမီးလောင်းလေးနဲ့မင်္ဂလာပွဲကိုကန်ကန်နာနာကျင်းပမယ်လို့သိရပါဗျ။မင်္ဂလာပွဲကိုလည်းဒီဇွန်လအတွင်းမှာပဲကျင်းပမယ်လို့သိရတာပါ။ဒါပေမဲ့ဒီနေ့မှာပဲပိုင်ဒဂွန်ဟာကြားထားတဲ့ကောလာဟလသတင်းတွေလို့ဟုတ်မနေပဲ။သတို့ရဲ့လက်ထက်မင်္ဂလာအိတ်ခံပွဲလေးကိုရန်ကုန်မြို့ရဲ့ဟိုတယ်တစ်ခုမှာကျင်းပခဲ့ရပါ ဟုတ်ပါတယ်။ပိုင်နီကုံနဲ့သူရဲ့ချင်းရတဲ့သရိုသမီးလောင်းလေးလင်းမြဖူတို့ကဒီနေ့မနက်မှာပဲမင်္ဂလာပွဲကြီးကိုခန်းခန်းနာနာနဲ့ကိုကျင်းပပြီးစီးသွားခဲ့ပါပြီ။ပိုင်နီကုံဟာသူချင်းရတဲ့မိန်းကလေးကိုဒီနေ့မှလက်ထက်ခွင့်တောင်းပြီးတော့မင်္ဂလာပွဲကိုလည်းကျင်းပမယ်ဆိုတဲ့ကတိအတိုင်းပါပဲ။အကောင့်ထဲပေါ်နိုင်ခဲ့တာပါ။ကိုချင်းရတဲ့မိန်းကလေးကိုသစ္စာရှိရှိနဲ့ချစ်မြတ်နိုးပြီးတော့မင်္ဂလာပွဲကိုပါခန်းခန်းနာနာကျင်းပပေးခဲ့တယ်။ပိုင်နီကုံကတော့တကယ့်ကိုချစ်တက်လွန်သူကြီးပဲဖြစ်ပါတယ်။သူတို့ရဲ့လက်ထက်မင်္ဂလာပွဲမှာတော့သူများတွေနဲ့မတူဘဲနဲ့တမူထူးခြား တဲ့အခင်အကျင်းတွေနဲ့မင်္ဂလာခမ်းမကြီးကိုပြင်ဆင်ထားတာပါ။ ထူကြတာတကူကပိုင်းတကုံတို့မင်္ဂလာပွဲမှာခမ်းမတကူလုံးကိုပြင်ဆင်တဲ့အခါမှာရွှေရောင်ကိုသုံးထားတာမျိုးလုံးဝမတွေ့ရပဲပန်းတွေအပြည့်နဲ့စက်တရရှိရှိမင်္ဂလာရှိရှိနဲ့ကိုခင်းချင်းပြင်ဆင်ထားပါတယ်။မင်္ဂလာပွဲကြီးဟာတကယ်ကိုပန်းတွေနဲ့ပြည့်နေပြီးတော့နိုင်ငံသားဆန်ဆန်ခင်းချင်းထားတာပါ။ထိုင်းနိုင်ငံမှာကျင်းပမယ်ဆိုတဲ့မင်္ဂလာပွဲဟာမြန်မာနိုင်ငံမှာပဲကျင်းပခဲ့ပေမဲ့လည်းအခမ်းအနားတကူလုံးကိုနိုင်ငံသားကမင်္ဂလာပွဲတွေလိုမျိုးခင်းချင်းပြင်ဆင်ပေးထားပါတယ်။နောက်ပြီးတော့သရိုးသားအရင်နဲ့သရိုးသမီးအရင်တွေကိုလည်း နာမည်ကြီးနုပညာရှင်မင်းသားမင်းသမီးတွေနဲ့ခေါ်ပြီးတော့ကျင်းပခဲ့ရပါတခြားသောနုပညာရှင်မင်းသားမင်းသမီးတွေကတော့သူတို့ရဲ့မင်္ဂလာဆောင်တဲ့အခါမှာမြန်မာဆန်ဆန်နဲ့ပဲခမ်းမကြီးကိုရွှေရောင်ဖိတ်ဖိတ်လျင်အောင်ပြင်ဆင်ကြလိမ့်ရှိပါတယ်နောက်ပြီးတော့မင်္ဂလာပွဲကိုလည်း၅ပွဲ၆ပွဲလောက်ကိုကျင်းပပြီးတော့ရက်ဝင်းနေသာဒေတာတွေမှာပါဝတီဓာတ်ပုံတွေကိုလည်းရိုက်ကူးကြလိမ့်ရှိပါတယ် ဒီနေ့မှာမင်္ဂလာပွဲကျင်းပပြီဖြစ်တာကြောင့်နောက်ထပ်မင်္ဂလာပွဲကိုများထိုင်းနိုင်ငံမှာထပ်ပြီးတော့ကျင်းပအောင်မလားဆိုပြီးပြည်သက်တွေကတော့ထင်ကြီးပေးနေကြတာပါပြည်သက်တွေအနေနဲ့ထိုင်းနိုင်ငံမှာမဟုတ်ဘဲမြန်မာပြည်မှာပဲခန်းခန်းနာနာနဲ့မင်္ဂလာပွဲကိုကျင်းပခဲ့တယ်။ပိုင်ဒဂွန်တို့ဇနီးမောင်နှံကိုဘလို့မြင်လဲဆိုတာပြပြခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။